ဒီယောဂစိုးကြီးကနေအမြန်ဆုံးလွတ်မြောက်ခြင်းတဲ့အတွက်ပါကျုပ်ဆရာတော်ကြီးရဲ့တရားတွေကိုနာယူပြီးဘဝကို ရှေ့ဆက်နေရပါတယ်။ဘယ်အရာမှမမြဲဘူးဆိုတဲ့တရားတွေကို သိလာခဲ့ပါတယ်။ကျမ်းမာရေးမကောင်းတဲ့ကိုယ့်ရဲ့ပုံစံကိုမမြင်ခြင်းတဲ့အတွက်မှန်ကိုယ်တော်မကြည့်တော့ပါဘူး။ဓာတ်ပုံလည်းရိုက်ချင်စိတ်မရှိတော့လောက်အောင် ဖြစ်ခဲ့သူပါ။အရင်လိုမလှစင်တော့ပဲနေကောင်းပြီးဘဝကိုတက်တောင့်တတနေပဲဖြတ်တန်းသွားခြင်းစိတ်ပဲဖြစ်နေပါတယ်။အခုဆို တလကို3ချိန်ကြောက်ကက်ဆေးရပါမယ်။သူမရဲ့တလကြောက်ကက်ဆေးတဲ့ဈေးဟာသိန်း20ဝန်းကျင်လောက်ရှိနေပြန်ပါတယ်။ဒါကြောင့်တလ2ချိန်လောက်ပဲဈေးနိုင်ခဲ့ပါတယ်။သူမမိသားစုကလည်းမထောက်ပံ့နိုင်တော့တာကြောင့် online ပေါ်မှာအလှူရှင်တွေကို အကူအညီတောင်းခဲ့ရပါတော့တယ်။သူမဟာကြောက်ကက်လေးနိုင်ဖို့မျှော်လင့်နေမိပြီးကြောက်ကက်ကောင်းသွားမယ်ဆိုရင်တိလရှင်ဝတ်ဖို့ကိုလည်းစိတ်ကူးထားပါတယ်။ကြောက်ကက်ယောဂအစိုးကြီးကိုဘယ်သူမှမခံစားစေချင်တော့ပါဘူး။ကြောက်ကက်ယောဂမဖြစ်အောင် သွေးတိုးစေမဲ့အစားအစာတွေကိုရှောင်ရှားစေခြင်းပြီးရေများများတောက်ကြဖို့ကိုလည်းတိုက်တွန်းပေးလိုက်ပါရည်။ကြောက်ကက်လဲစနေတဲ့မန်နင်းသက်စော်ရဲဆန္ဒတွေအမြန်ဆုံးပြေဝအောင်အလူရှင်တွေအများကြီးပေါ်ပေါက်လာပါစေလို့လည်းဆုတောင်းပေးလိုက်ပါရည်။